ကျမတို့မူကြပါစခင်ဗျာ2025ခုနှစ်မေလတရနေ့ရဲ့နေ့လယ်ခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်တော်ဝေယမပြည်သူပေါင်းကိုတော်လန်နေသစ်ပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီကနေ့နေ့လယ်ခင်းရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစတင်တင်ဆက်ပေးပါတော့မယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အကြံပတ်စစ်ရှုံးကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နဲ့သူ့ရဲ့မိသားစု ပြည်ပခရီးစဉ်တွေအတွက်အသုံးပြုနေတဲ့စစ်တပ်ပိုင်း Everest လေရင်ကိုအပြည့်အပြည့်ဝေယူလိုက်ပြီဆိုတဲ့သတင်းကို တွေ့ရပါတယ် ဒီသတင်းနဲ့စတင်ကြပါရခင်ဗျာအကြမ်းဖက်စကောင်းဆောင်မယောက်လိုင်းကသူ့ရဲ့ပြည်ပခီးစဉ်တွေအတွက်အသုံးပြုနေတဲ့စစ်တပ်ပိုင်း Everest Lane ကိုအပြစ်ပြက်ဝယ်ယူလိုက်ပြီးဖြစ်ကြောင်းစစ်ရှုံးကောင်စီကထုတ်ပြန်ထားတဲ့အမိန့်ပြန်တမ်းတွေအရာသိရပါရခင်ဗျာအခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ကထုတ်ပြန်ခဲ့တဲ့စစ်ရှုံးကောင်စီရဲ့အမိန့်ပြန်တမ်းမှာအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI မှာအသုံးပြုဖို့အမေရိကန်နိုင်ငံ Aviation Capital Group ထံကနေပြန်ရော့အကောက်ခွန်စနစ်နဲ့ငားရမ်းတင်သွင်းထားတဲ့ ် Everest မြို့စာလေရင် HYALK ကိုပြန်လည်တင်ပို့ခြင်းမပြုတော့ဘဲပြည်တွင်းမှာတုံးဆွဲဖို့ဝယ်ယူခြင်းအတွက်ကြာတဲ့နဲ့ဝင်ငွေကုန်နဲ့ကုန်သွယ်လုပ်ငန်းခွန်လို့ကိုကင်းလို့ခွင့်ပြုလိုက်ကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။အဲ့ဒီ MAI MAI ကအမိခံပေးထားတဲ့ Everest လေရင်ကတော့မြောက်လိုင်းခီးစဉ်တွေအတွက်တီးတန့်အုံပြုနေတဲ့စစ်တပ်ပိုင်းလေရင်ဖြစ်ကြောင်းမြောက်လိုင်းမိသားစုအတွက်တီးတန့်အုံပြုတဲ့လေရင်ဖြစ်ကြောင်းစစ်ဘက်သတင်းရင်းမြစ်တွေကပြောဆိုပါတယ်။ ဲ့ဒီ FS လေရင်က MAI ကအမိခံပေးထားတာပါတက်မတော်ပိုင်းလေရင်ပါလေရင်အတွက်အာမခံတဲ့ပြပခီးစဉ်တွေပြန်တန်းဖို့က MAI ကအမိခံပေးထားမှရတာတက်မတော်လေရင်ဆိုရင် ပြပခီးစဉ်အဝေးတွေပြန်တန်းခွင့်နဲ့နိုင်ငံတကာလေရင်ခွင့်တွေမှာစင်းခွင့်ခတ်ခဲတယ်အရက်ဘက်လေရင်အနေနဲ့သုံးဖို့ MAI ကအမိခံပေးရတာလို့သတင်းမြစ်ကပြောပါတယ်ခင်ဗျာမင်းအောင်လိုင်းဟာရုရှားခီးစဉ်နဲ့တရုတ်ခီးစဉ်တွေမှာအခုဝယ်ယူလိုက်တဲ့ MAI FS လေကို အသုံးပြု နေတာဖြစ်ပါတယ်။မြောက်နိုင်ငံကထိုင်းနိုင်ငံနဲ့ပြည်ပပခီးစဉ်အတူတွေအတွက်စစ်တပ်အထူးလေယာဉ် Fokker Samdi F28 0070လေယာဉ်အမှတ်0022ကိုအသုံးပြုနေပြီးသူ့ရဲ့မိသားစုပြပခီးစဉ်တွေမှာလေယာဉ်နှစ်စီးကိုအဆင်ပြေသလိုအသုံးပြုနေရလဲဖြစ်ပါတယ်ခင်ဗျာ။လွန်ခဲ့တဲ့နှစ်တည်းအတွင်းမှာမြောက်နိုင်ငံရဲ့ဇနီးကျူကျူလာသားသမီးတွေနဲ့မြေးတွေစင်ကာပူကိုအလဲပတ်သွားခဲ့တဲ့အချိန် MAN FS လေယာဉ်ကိုအသုံးပြုခဲ့ကြောင်းသိရှိရပါတယ်။ အမေနေကြောင်းလိုက်မှာအရင်တော့က KVZ ဥအောင်ကိုဝင်းကပိုင်ဆိုင်ခဲ့ပေမဲ့အခု24 hour company အုပ်စုရဲ့ဥက္ကဋ္ဌဥအောင်အောင်စောကပိုင်ဆိုင်တယ်လို့သိရပါတယ်ခင်ဗျာဒါတော့မအားလားအတုံးပြုတဲ့ Evers Lane ကြီးပါကုတော်သူအပီးအပိုင်ဝယ်ယူလိုက်ပါပြီဒီလေရင်ကြီးဖြစ်ပါတယ်အဲ့တော့မအားလားကတော့လင်းရင်အပိုင်ဝယ်လိုက်ပြီး ဘယ်ခြေလန်းလန်းနေလဲဆိုတော့စစ်ရှုံးကောင်စီအနေနဲ့အရရမှာအလူးအလဲရှုံးနေကြတာဖြစ်တဲ့အတွက်ပြေးမယ်ဆိုရင်ပြေးပေါ့ချောင်သူ့မှာတော့လင်းရင်ပိုက်သွားပြီအဲ့တော့မင်းတို့ရှေတန်းမှာမာလာရဲ့အုပ်စုကိုအတက်ပေးကာကွယ်နေတဲ့ကောင်တွေကတော့စံကျန်းတဲ့ထမင်းကိုပဲစားကြရှေ့မှာခွေးတွေဝက်တွေတေးကြမင်းတို့ဘာဘာကတော့လင်းရင်တစည်းကိုပိုင်ဆိုင်သွားပြီအခြေအနေမဟန်လို့ပြေးမယ်ဆိုရင်လည်းသူ့မှာတော့ပြေးပေါ့ရှိပြီအဲ့တော့မင်းတို့တွေ အခုချိန်တွေကစဉ်းစားဖို့တင့်ပြီအကြမ်းဖက်စစ်ရှုံးကောင်စီလက်အောက်မှာတာဝန်ဆက်ထမ်းတင်လားဘာဆက်လုပ်တင်လဲဆိုတာတော့စဉ်းစားချိန်တက်ပြီဘက်ဘက်ကတော့လင်းရင်ကြီးတစည်းကိုနိုင်ငံတကာကိုပြန်တန်းလို့ရတဲ့အချိန်မရွေးထွက်ခွာထွက်ခွာလို့မတုံးထွက်ပြေးလို့ရတဲ့လင်းရင်ကြီးကိုပိုင်ဆိုင်သွားပြီဖြစ်တယ်အဲ့တော့လက်အောက်တက်သားဘူဘူကြီးတက်ချက်စဉ်းစားပါ ဒီအချင်းရတွေကိုစဉ်းစားပါအဲ့တော့လင်ကြီးနဲ့ तू ကတော့ထွက်ပြေးပြီးတော့သူ့မှာသူ့သားသမီးမြင့်မြင့်တွေနဲ့တဆွေလုံးတစ်မျိုးလုံးဆက်သက်စားမကုန်နဲ့ပစ္စည်းဥစ္စာတွေနဲ့အတာလေးလစ်သွားဖို့ပြင်ဆင်နေပြီမင်းတို့ကတော့ခုဒီရှေ့တန်းမှာဘာမသိညာမသိဘာမှမသိညာမှမသိနဲ့အတက်ပြီးနေရဒုံလားဆိုတာနည်းနည်းသုံးသက်ချိန်တက်ပြီဒီဒီဖြည့်စင်နေဒီသတင်းတွေကိုကြားသိလို့ရှိရင်ကြားသိအောင်လဲသတင်းပေးပို့လိုက်ကြပါရှေ့တန်းမှာဘာသတင်းမှမသိ ဆက်ရှုံးကောင်တီကထုတ်လွှင့်တဲ့ MRTV တို့မြောက်ရီလို့လောက်ပဲကြည့်ဆက်ရှုံးကောင်တီပြောသမျှကိုယုံဘောမသတင်း channel တွေကအဲဇော်ဘုံရင်တို့ကျော်မျိုးမင်းတို့အဲ့ဒီမပူတူတို့ပြောသမျှကိုပဲအဟုတ်ကြီးထင်ပေါက်ကရုံတို့နေ့စဉ်ပေါက်ကရရှောက်ပြောတာကိုပဲအဟုတ်ကြီးထင်နေတယ်ဆိုရင်ဒီသတင်းတွေကိုစစ်တပ်မိသားစုဝင်တွေရှိတယ်ဆိုရင်လည်းပြပေးလိုက်ကြပါဘာတွေလုပ်နေလဲမင်းတို့ခေါင်းဆောင်တွေကတော့ဘာတွေပြင်နေလဲမင်းတို့ဘာလုပ်တင်လဲဆိုတာဆုံးဖြတ်လို့ရအောင်ဟုတ်ကဲ့ပါအဲ့တော့နောက်ထပ်ထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတော့ကျွန်တော်တို့တွားရအောင်ပါ နောက်သတင်းတစ်ခုကတော့ဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းမှာသာ အလုပ်လုပ်ကြဖို့အကြံဖတ်ဆက်ရှုံးကောင်စီတက်ရဲ့ခေါင်းဆောင်မင်းအောင်နိုင်ကပြောလာပါတယ်။ဗါတယ်ဗါတယ်။ဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းမှာသာအလုပ်လုပ်ကြဖို့နော်ဆက်ဖတ်ကြအောင်ဗါတယ်များပြောထားလဲဆိုတော့ပြည်ပကိုသွားရောက်လုလွင်ကန်ပြည်ပကိုသွားရောက်အလုပ်လုပ်ကင်မှုတွေကြောင့်ပြည်တွင်းမှာအလုပ်သမားရှားပါမှုတွေဖြစ်ပေါ်နေတဲ့အတွက်ဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းမှာသာ လုတ်ကင်ဆောင်ရွက်ဖို့နဲ့ပြည်ပရောက်မြန်မာလူသားတွေအနေနဲ့လဲမိသားစုထံကိုတရားဝင်လမ်းကြောင်းကငွေလွှဲပို့ဖို့ဂျမဆေရှင်ခေါင်းစီကောင်းဆောင်မင်းအောင်လိုင်းကဒီကနေ့ကြားရောက်တဲ့ကမ္ဘာအလုံသမားနေ့ခမ်းနားမှာပြောဆိုလိုက်ပါတယ်ပြည်တွင်းအလုတ်ကင်အတွက်တိုင်းနယ်ပြည်နယ်ချို့မှာ Joffrey Joffrey ဒီကျင်းပပြီး one stop service နဲ့အလုတ်ခန့်နိုင်ရေးလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းစီစဉ်ပေးသလို Liver Exchange Management System နေ့ရေးဆွဲက website မှာလွှင့်တင်ပေးထားကြောင်းစက်ယုံအလုတ်ယုံအလုတ်ဌာနတွေမှာ လူသမားဥပဒေပါအကျိုးခံစား권ရရှိရေးလုပ်ငန်းပေးအနေကိရှင်ရေးတို့ကိုဆောင်ရွက်လျက်ရှိကြောင်းမင်းအောင်နိုင်ကဆိုပါတယ်ပြီးခဲ့တဲ့မတ်လ28ရက်ကလောက်ကခဲ့တဲ့သခိုင်းငလျင်တင့်အာမခံလူသမားတွေကိုလည်းတဘာဝပေးအနေကြောက်ရွံ့မှုဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစား권ကျက်27.3ဘီလီယံပေးဖို့စီစဉ်နေကြောင်းစစ်ရှုံးကောင်စီကဖော်ပြထားပါတယ်ခင်ဗျာအဲ့တော့ဒီအခွက်နဲ့ဒီအခွက်နဲ့ဒီပါဇက်က ပြောပြောထွက်ရတယ်။ဗါရဲ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 ခုနခေါင်းစဉ်ပြန်ကြည့်လိုက်ဗါရဲ။ဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းမှာသာဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းမှာသာတကယ်ပြောရဲဆိုရဲတဲ့ဒီပါဇက်ချီးတုပ်ထားတဲ့ဖက်နဲ့အထက်ထက်ရိုက်ပြဖို့ကောင်းတယ်။ဒါလောက်ဘဝတွေစုပ်ပြတ်တဲ့ဘဝမလုံခြုံမှုဓမြအတိုင်းမှုတွေလူရမှုတွေဘယ်ချိန်များပေါ်တာလာဆွဲမလဲ။ဘယ်ချိန်များလက်နေကြီးကြလို့ လေရင်နဲ့လာပြစ်လို့အသက်ဆုံးရှုံးရမလဲလို့စိုးရင်ပူပန်နေစဉ်အချိန်တိုင်းစက္ကန့်တိုင်းစိုးရင်ပူပန်နေရတဲ့နေရာကိုများဘဝလုံးကျုံမှုရှိတယ်ပြည်တွင်းမှာသာနော်ဘဝလုံးကျုံမှုရှိတယ်ဒီပါဇက်ကိုတော့ချီးတုပ်ပြီးတော့ချီးတုပ်ထားတဲ့ဖက်နဲ့ရိုက်ဖို့ကောင်းတယ်အဲ့တော့ဒီကနေ့ကကမ္ဘာလူသမားနေဖြစ်တယ်ထူးထူးခြားခြားပဲတမန်ကျောင်းဆိုင်ရာကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်နာဇီဂျာမနီနာဇီရဲ့ခေါင်းဆောင်ကြီး Adolf Hitler နဲ့ သူ့ရဲ့အမျိုးသမီးတည်ဆုံးချောင်းကိုကျွန်တော်1945ခုနှစ်ဒီမေလတရက်နေ့မှာဂျာမနီရေဒီယိုကရေဒီယိုကနေပြီးတော့ကြေညာတဲ့နေ့တနေ့လေးဖြစ်တယ်အဲ့တော့တကယ်အာနာရှင်ကြီးတွေနာစီစနစ်ရဲ့ထိတ်တန်းခေါင်းဆောင်ကြီးဟစ်တလာတည်တဲ့နေ့ပါအဲ့တော့ဒီကနေ့မှာပဲအခုလိုမျိုးဖက်စစ်စစ်တပ်ရဲ့မဟာလခေါင်းဆောင်လေးကြွဝိုင်းရတော့ပြည်သူတွေပျော်လိုက်ရမယ်ဖြစ်ချင်းအဲ့တော့မကြတော့ပါဘူးဒီကောင်တွေရဲ့ဏီကုံအချိန်ကာလကတဖြည်းဖြည်းနဲ့ အဆုံးသတ်ဖို့ဒိဗိဒ်ဝင်နဲ့ရောက်ရှိလာပါပြီဒီအခြေအနေတွေကိုဒီကောင်လေးကိုယ်တိုင်ကခံစားသိမြင်ပြီလို့အခုလိုမျိုးလေရင်တွေဝဲတဲ့အချိန်မရွေးထပြီးတော့ပြေးလို့ရအောင်စီစဉ်နေကြတာဖြစ်တယ်ဒါသူတို့အခြေအနေသူတို့သိလို့ကြိုတင်ပြင်ဆင်နေတဲ့ပုံစံတွေပါဒါကြောင့်လက်အောက်ငယ်သားတွေတက်မှတောင်းဝင်ထမ်းဆောင်နေတဲ့သူတွေဒီအခြေအနေတွေကိုမြင်တွေ့သိမြင်ပြီးတော့ဆုံးဖြတ်ချက်ချနိုင်ကြပါစေလို့ပဲကျွန်တော်တို့တော့ပြောချင်တယ်အဲ့တော့နောက်ထပ်ထူးခြားတဲ့သတင်းကိုကျွန်တော်တို့ဆက်ပြီးတော့သွားအောင်ပါ နောက်တရင်ကအမရပူရမြို့နယ်စင်ဆွဲပုတ်ရက်ွက်မှာငလင်ကြောင့်တေဆုံးသူ9ဦးအတွက်ထောက်ပံ့ကြီးကျပ်သိန်း80ကိုရက်ွက်အုပ်ချုပ်ရေးမှူးညွန့်ဝေကကျန်ရင်သူမိသားစုကိုမပေးဘဲဖျက်ယူသုံးဆွဲတယ်ခုနကသူတို့ရဲ့ဘဘာကြီးကတော့27ဘီလီယံလုံသမားကြီးအတွက်ပေးမယ်ဆိုပြီးတော့စီစဉ်ထားတယ်တဲ့အခုဒီမှာတေဆုံးသူ9ဦးအတွက်ထောက်ပံ့တဲ့ကျပ်သိန်း80ကိုတော့အောက်မှာနော်ဖျက်ဆားလို့ရတဲ့ကောင်းဒီရက်ွက်အုပ်ချုပ်ရေးမှူးဒီညွန့်ဝေဆိုတဲ့ကောင်ကဖျက်ဆားလိုက်တယ်နော်အဲ့တော့ဒီ ရက်ကွက်မှာရှိတယ်ရက်ကွက်ကလေးမှာရှိတယ်အုတ်ချုပ်ရမှုကတော့ဒီအပူပင်တောကတွေနဲ့ငလင်းအန်ရီထဲမှာအသက်ဆုံးရှုံးလိုက်ရတဲ့မိသားစုဝင်တွေရှီရငိုစားကိုမိသားစုဝင်တွေငိုပြီးဒုက္ခရောက်နေတဲ့အချိန်မှာထောက်ပံ့ကူညီရမယ်ဒိန်း80ဦးတော့ဖျက်ဆားထားတယ်ဆိုရင်ခုနပြောတဲ့သူ27ဘီလီယံပြည်သူကိုထောက်ပံ့ပေးဖို့စီစဉ်နေဆိုရင်အဆင့်ဆင့်အဆင့်ဆင့်အဆင့်ဆင့်များစားလိုက်ကြရင်ပြည်သူလက်ထက်ကိုကျွတ်ကျွတ်အိတ်အခွန်တော်ရောက်ပါတော့မလားအဲ့တော့ငလင်းပေးတဲ့ အတွက်နိုင်ငံတကာကအကူအညီတဲ့ဘီလီယံနဲ့ချီတဲ့ငွေတွေဘယ်ရောက်သွားလဲလို့မေးရင်ပထမဆုံးသတင်းတစ်ပုဒ်လိုပဲအဲ့မှာဘယ်ရောက်သွားလဲဆိုရင်အဲ့မှာလေရင်တွေပိုင်နေတချို့သူတွေကဘယ်ရောက်သွားလဲဆိုတော့အဖြေကသိရှားကြမလို့အဲ့တော့အခုငလင်ကြောက်သေဆုံးတဲ့ပြည်သူ9ဦးအတွက်ထောက်ပံ့ကြေးကိုဖျက်ဆားတဲ့မြို့ဝယ်သတင်းကြောင်းကိုဆက်ပြီးတော့ပြောပြကြပါမယ်။မန္တလေးတိုင်းအမရပူရာမြို့နယ်စင်ဆွဲပွတ်ရက်ွက်မှာငလင်ကြောက်သေဆုံးသူ9ဦးအတွက်ထောက်ပံ့ကြေး390ကိုရက်ွက်အုပ်ချုပ်ရေးမှူးမြို့ဝယ်က ကျန်ရင်သူမိသားစုတွေကိုမပေးဘဲနဲ့ဖျက်ယူသုံးဆွဲထားကြောင်းရက်ကွက်နေပြည်သူတွေကပြောပြလာပါတယ်မတ်လ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့သကိုင်းကလင်းကြောင့်မန္တလေးတိုင်းမှာတည်ဆုံးမှုတွေများပြားခဲ့ရမှာအမရပူရာမြို့နယ်စင်ဆွဲပုတ်ရက်ကွက်အတွင်းမှာလဲပြည်သူခုနှစ်ဦးတည်ဆုံးခဲ့ပါတယ်တည်ဆုံးသူခုနှစ်ဦးကတော့ဒေါ်မြတ်မြဦးညွန်ဝင်းဒေါ်လှကြီးမကြံပါဝင်ပြည်သူခုနှစ်ဦးဖြစ်ပါတယ်မလင်းကြောင့်တည်ဆုံးသူခုနှစ်ဦးအတွက်ထောက်ပံ့ကြေးသိန်း80ကိုစေရနာရှင်တွေကလာရောက်လူရန်ခဲ့ပြီးရက်ကွက်အုပ်ချုပ်ရေးမှုညွန့်ဝင်းကတော့ကျန်ရစ်သူမိသားစုထံကိုမပေးဘဲနဲ့ ိုဂျိုးအဖြစ်နဲ့ဖြတ်ယူသုံးဆွဲလိုက်တယ်လို့သိရှိရပါတယ်။မရဘူရာမြို့နယ်စင်စွဲပုတ်ရက်ကွက်မှာအုတ်ကြီးညွန်ဝေအုတ်ကြီးညွန်ဝေကမင်းသားစီဖြိုးပေးခဲ့တဲ့တည်ဆုံးသူ9ဦးအတွက်ထောက်ပံ့ရေးသိန်း80ကိုကျန်ရသူမိသားစုတွေစီကိုမပေးဘဲဥက္ကရာညွန်ဝေရဲ့နဲ့တူလက်အောက်ခံခေါတုံခေါ်ဇော်ဖုံးညစ်အပေါင်းပါတွေကခွဲဝေပြီးတော့ယူသွားတယ်။အဲ့ဒါတပ်ဆိုင်ရာပရဟိတအဖွဲ့ကရက်ကွက်ဥက္ကရာစီကနေကျန်ရသူမိသားစုတွေစီကိုပေးဖို့လှူထားတာရလာလာမေးမှအဲ့ဒီငွေတွေမရမှန်း ကျန်ရသူမိသားစုတွေကတည်ရတယ်တအူးမှမရကြအောင်ဒါပြင်ငလင်ဘေးအတွက်လာလူတွေဟာမှန်သမျှကိုရက်ွက်လူကြီးညွန့်ဝေအမျိုးနဲ့သူတို့လူကြီးကြီးပဲအကုန်ယူကြတယ်ကဲဒါကတော့အောက်ချင်မှာစစ်ရှုံးကောက်စီရဲ့လက်ဝေခံဘောမဘောဆွဲထောက်ခံသူတွေစီစဉ်နေတဲ့ပုံစံပါအဲ့တော့ဟိုးအောက်ချေတကယ်အောက်ချေမြေကြီးနဲ့ကတ်တော့မယ်အောက်ချေအာနာနှမ်းတစ်စစ်စာဂင်ထားတဲ့ကောင်တွေကတော့ပြည်သူရဲ့ ြည်သူတွေဒုက္ခရောက်နေရတဲ့ငိုစာပေါ့နော်ငိုစာအဲ့ဒီဟာကိုဖြတ်ယူသုံးဆွဲစားရတယ်အဲ့တော့အထက်အသင်း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 ကဒီစစ်ရှုံးကောင်စီခေါင်းဆောင်မင်းအောင်လိုင်ထိဆိုရင်စဉ်းစားတာကြည်ပါတော့ကျွန်တော်အများကြီးပြောစရာမရှိတော့ပါဘူးနောက်တစ်ပုဒ်ကတော့ကမ်ဘလူဝေးကုန်းရွာနီးတိုက်ပွဲမှာပြူသုံးကောင်တင်ပြီးတော့တနက်နှက်လက်ဒင်းစီရမိတဲ့တဲ့ရင်ကိုဆက်ပြီးတော့တိဆက်ချင်ပါတယ် စကိုင်းတိုင်းကံဘလူမြို့နယ်ဂွေးကုန်းရွာနီးမှာဧပြီ29ရက်မနက်6နာရီကျော်လောက်မှာစစ်ရှုံးကောင်စီတပ်နဲ့ဒေသခံဒေါ်လာရင်းအဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်ဒေသခံတွေနေရာတိတ်ရှောင်ရတယ်လို့သိရပါတယ်။ဒေသခံတယောက်ပြောပြတာကတော့တိုက်ပွဲဖြစ်ပြီးတော့တနက်ပြစ်တဲ့အတန်နေကြနေရတယ်။အဲ့လိုတိုက်ပွဲဖြစ်ပြီးစစ်တပ်ဘက်ကအထိနာတယ်ဆိုရင်လေရင်နဲ့လာပြစ်မှာကြောက်ရတယ်။သူတို့အထိနာတယ်ဆိုရင်စစ်တပ်ကရွာသားတွေဘာမှမခွဲကြတော့ဘူး။အကုန်လုံးကိုဘုံကျဲတာတွေလုပ်တယ်။အဲ့ဒါကြောင့်လွတ်ရအောင်ယာယီတိတ်ရှောင်နေရတယ်။ဘာတွေဖြစ်လာမလဲတော့မသိရဘူးလို့ပြောပါတယ်ခင်ဗျာ။ ဒေသခံကာကွယ်ရေးတပ်နဲ့တိုက်ပွဲ ဖြစ်ပွားတဲ့စစ်ရှုံးကောင်စီတပ်တွေဟာဝေကုန်းရွာအနီးမှာနေ့စဉ်လိုလိုစစ်စင်ရေးဂိတ်ပြုတ်လုပြီးတော့ခီးသွွားပြည်သူတွေစီကစက်ကြီးကောက်ခံတဲ့အဖွဲဖြစ်တယ်လို့လည်းသိရပါတယ်။တိုက်ပွဲဥဆောင်သူကိုငယ်လေးပြောပြတာကိုလည်းဆက်ပြီးတော့ရှင်းပြပေးရသေးတယ်။ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်ခဲ့တဲ့ကောင်တွေကကာဘိုးကျေးရွာပြူစောတိစခန်းကပြူစောတိအဖွဲဖြစ်ပါတယ်ဗျ။ဒီကောင်တွေကဝေကုန်းကျေးရွာရဲ့မြောက်ဘက်ကနေနေ့စဉ်လိုလိုခီးသွွားတွေကိုစက်ကြီးကောက်ဖို့လာတာကိုကျွန်တော်တို့ကြိုတင်ပြင်ဆင်ပြီးကြားပြတ်တိုက်ခိုက်ခဲ့တာပါ။သူတို့ဆိုင်ကနေစီးနဲ့အင်အား ၄កောင်ပါတယ်အဲ့ဒါကိုတိုက်ခိုက်ခဲ့တာပါလို့သူကပြောပါတယ်ခင်ဗျာတိုက်ပွဲတွေမှာပြူစောတီအဖွဲ့ဝင်၃ယောက်သေဆုံးခဲ့ပြီးတော့ G3 တနက်တလက်ကာပိုင်တလက်တလက်125ဆိုင်ကတစည်းဖုံးတလုံးစက်တူရေးစကားပြောဆက်တလုံး G3 ကြီပေါက်၃ခုကာပိုင်ကြီပေါက်တစ်ခု 71.22G 24တောင်းကာပိုင်ကြီ14တောင်း၄ကွာတလက်တိုက်ကပလင်းနှလုံးတို့ကိုသိသိရရှိခဲ့တယ်လို့ဆိုပါတယ်အခုတိုက်ပွဲကိုတော့ကံလိုမြို့နယ်ထန်းကုန်းတိုက်နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံကိုငယ်လေးဦးဆောင်ပြီးဒေသခံဒေါ်လိုင်းမဟာမေအင်အားစုတွေကပူးပေါင်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ ဒီကနေ့နေ့လည်ခင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်ကိုပြောပြကြပါရစေ။မြန်မာနိုင်ငံမှာအပြစ်ရက်တတန်းထတ်တိုးဖို့အာဆီယံအလှည့်ကျဥက္ကဋ္ဌကတိုက်တွန်းမြန်မာတယ်။မြန်မာနိုင်ငံမှာဧပြီ30ရက်ထိအပြစ်ခတ်ရက်ဆဲရေးကိုနောက်ထပ်တတန်းတိုးဖို့အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ် NY Ibrahim ကတိုက်တွန်းလိုက်ပါတယ်။မြန်မာနိုင်ငံမှာအင်အားပြည့်ငလျင်လှုပ်ခတ်ပြီးတဲ့နောက်လူသားချင်းစာနာမှုဆိုင်ရာနဲ့ပြည်လဲထူထောင်ရေးအတွက်ဧပြီ2ရက်ကနေ22ရက်အပြစ်ခတ်ရက်ကြောင်းနာဂဆအကြမ်းဖက်ဆက်ရှုံးကောင်စီကကြေညာခဲ့ပြီး နောက်တစ်ချိန်မှာတော့ April 30ရက်နေ့ထိအပြစ်ခတ်တတန်းအပြစ်ခတ်ရက်ဖို့တတန်းတိုးခဲ့တာပါအပြစ်ခတ်ရက်သေးကြီးဟာငလင်းတန်းပါဝင်ထိခိုက်ခံစားနေရတဲ့လူမှုအတိုင်းဝန်အားလုံးအတွက်လူသားချင်းစာနာမှုအကူအညီတွေပေးအပ်ရမှာလွယ်ကူချောင်းမွေ့စေဖို့မရှိမဖြစ်လိုအပ်တယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောဆိုပါတယ် NASA ကဥက္ကဋ္ဌ NUG ဝန်ကြီးချုပ်တို့နဲ့တွေ့ဆုံခဲ့ရမှာလဲအခုလိုပြောကြားခဲ့တယ်လို့ Ibrahim ကပြောပါတယ်ခင်ဗျဘတ်လိုက်ကန့်တတ်တာတွေမရှိဘဲအကူအညီတွေပေးအပ်နိုင်ရမယ်လို့သူကပြောပါတယ် မလေးရှားအနေနဲ့မြန်မာနိုင်ငံမှာဖြစ်ပေါ်တဲ့ပြိပက္ခတွေကိုညဉ့်ဉန်းစွာဖြည့်ရှင်းဖို့ဒီဇိုင်းမမထောက်ခံအားပေးနေပြီးအရေးသားတွေဘေးကင်းလုံခြုံရေးအာမခံချက်ဟာအရေးကြီးတယ်လို့မလေးရှားဝန်ကြီးချုပ်ကတိုက်တွန်းထားပါတယ်မလေးရှားဝန်ကြီးချုပ်ဟာမြန်မာအရေးနဲ့ပတ်သက်ပြီးကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မန်နက်စင်ဘူဝန်ကြီးချုပ်လော်ရက်စ်ဝေါင်တို့နဲ့လည်းဧပြီ29ရက်ကတယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့တယ်လို့လူမှုကွန်ရက်စာမျက်နှာကနေတစင်ပြောဆိုပါတယ်ခင်ဗျာအဲ့တော့ဒီပြင်ချိန်ဒီမှာတော့အပြည့်ရဖို့ဘလောက်ပဲတိုက်တွန်းတိုက်တွန်းမအားလာကတော့ဘာတွေလုပ်နေလဲဆိုတာ မြေပြင်ကိုလာကြည့်မှာပဲပြည်သူတွေရှိကိုလာကြည့်မှာပဲသိပါမယ်အာသင်ရလက်ကြဥက္ခရာလဲအာပဲအာနိုင်ပါတယ်ဘာမှလုံနိုင်တာမရှိပါဘူးသူတို့ကတော့အာလို့ရတဲ့လောက်တော့ဆက်ပြီးတော့ဟိုတိုက်တွန်းနှိုးဆော်တာတွေအာနေပါအောင်မယ်မဟာလာကတော့ဒီဥဆိုင်မှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ဒီကနေ့မှာတွေ့ရတဲ့သတင်းတွေကတော့တကယ့်ကိုထူးထူးခြားခြားနဲ့သတင်းတွေပါမဟာလာကိုတိုင်တော့မိသားစုလိုက်ကြီးအစုလိုက်အပြုံလိုက် အချိန်မရွေး ထွက်ပြီးတင်းရှောင်လို့ရတယ်လေရင်ကြီးကိုပိုင်ဆိုင်သွားပါပြီအဲ့တော့ဒါပေမဲ့လည်းအခြေအနေကသူနိုင်အောင်တိုက်ရင်တိုက်မတိုက်ရင်ကိုနိုင်အောင်တိုက်ဆိုတဲ့လမ်းတလမ်းသာရှိပါတယ်အဲ့တော့ကျွန်တော်တို့တော်လန်ရေးရဲ့အဆုံးသက်နိုင်ဖို့လမ်းကြောင်းကနှစ်ခုမရှိပါဘူးတစ်ခုပဲရှိပါတယ်အဲ့ဒီတစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့စစ်အနိုင်တိုက်ရေးတာဖြစ်ပါတယ်အဲ့တော့စစ်အနိုင်တိုက်ရေးတာ ကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့နိုင်ငံအတွက်ဒီဒေါ်လာရေးအတွက်အပြေပါကျန်တာတွေကိုတွေ့ဆုံဆွေးနွေးတာတွေစကားပြောတာတွေတခြားအားကိုးတာတွေတခြားဖြည့်ရှင်းတာတွေဘာမှမရှိပါဘူးစစ်အနိုင်တိုက်ရေးတည်တာကျွန်တော်တို့ဒေါ်လာရေးရဲ့အပြေပါအဲ့တော့ဒေါ်လာရေးတက်ဖွဲ့တွေကလည်းနောက်မဆုတ်တန်းဒီ2025မှာပြင်းပြင်းထန်ထန်စစ်အနိုင်တိုက်ရေးကိုပြုလုပ်နေကြပါပြီပြင်ဆင်နေကြပါပြီအဲ့တော့ဒီနောက်ပိုင်းနောက်ပိုင်းတိုက်ပွဲတွေ ဖြစ်တဲ့အဲစစ်ပွဲတွေကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ပြည်တွင်းမှာဖြစ်တဲ့တိုက်ပွဲတွေစကန်သိန်းတိုက်ပွဲတွေပြန်ကြည့်မယ်ဆိုရင်အနေနဲ့အရရမှာအရင်ကလိုဟိုထားပါတော့မြင်းကြက် black တိုက်ကအဖွဲကတိုက်လိုက်တယ်အဲဘုံငကားအဖွဲကတိုက်လိုက်တယ်ဘိုရက်ခအဖွဲကတိုက်လိုက်တယ်ဆိုတော့တဦးတစ်ဖွဲချင်းစီသွားနေတာမဟုတ်တော့ပါဘူးမြေပြင်မှာအစုအဖွဲအစုအဖွဲလေးကြီးကြီးလေးလေးနဲ့တပ်ပေါင်းစုတွေဖြစ်လာပါပြီဒါဟာကောင်းမွန်တဲ့အလားလာပါတော်လန်ကြီးအောင်ပွဲတွေရှေ့ရောက်စီမယ်အလားလာပါဒါကြောင့်မလို့ စစ်အနိုင်တိုက်ရေးအတွက်ဒါကအားကောင်းတဲ့အချက်တွေဖြစ်နေကျွန်တော်တို့သုံးသပ်လို့ရပါတယ်။ဒါကြောင့်မလို့ပြည်သူတွေကလည်းဒီစစ်အနိုင်တိုက်ရေးမှာကိုယ်ဘယ်နေရာကနေတာဝန်ထမ်းရွက်ရမလဲဆိုတာကိုမျက်ခြေမပြတ်စောင့်ကြည့်ရင်းနဲ့ကျွန်တော်တို့နိုင်ငံတာဝန်တွေကိုပခုံးထမ်းရပါမယ်။သိဆောင်ရပါမယ်။အဲ့တော့ဒီကနေ့နေ့လည်းကင်းရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝေယံကနေစူးစီးတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်း စုမုံကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုမြင့်စင်နဲ့များလာရောက်ကြည့်ရှုကြတဲ့ပြည်သူအားလုံးကို comment တွေပေးကြရေးကြတဲ့ပြည်သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ် channel လေးကိုလည်း subscribe လေးလုပ်ပြီးတော့ခေါင်းလောင်းလေးနှိပ်ခဲပေးဖို့မေတ္တာရက်ခံပါရစေခင်ဗျာထူးခြားတဲ့သတင်းတွေနဲ့အခုကျွန်တော်တို့ညခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ